မင်္ဂလာပါရှင်ခိတ္တတလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပတ်သိမ်မုံရလမ်းပိုင်းတွင်တင်ကားလေးစီးဖြင့်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၂ဦးအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မကွေးတိုင်းဆလင်းမြို့နယ်အတွင်းကိုပသိမ်မုံရွာလမ်းပိုက်အတိုင်းတင်ကားလေးစီဖြင့်စစ်ကြောင်းထိုးလာသော အကြံပတ်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၂ဦးအရှင်ဖမ်းမိခဲ့ကြောင်း ပီကော့ဘရာသာရောဘင်ဂါရီလာအဖွဲ့မှတာဝန်ရှိသူတဦးကသတင်းဌာနသို့ပြောဆိုပါတယ်။ဇွန်လ14ရက်နေ့မှစတင်ပြီးဆလင်းမျိုးနယ်အတွင်းရှိကံပြားရွာဘက်ကိုတင်ကားလေးစီအင်းအား200ဖြင့်တသိမ်းမုံရွာကလန်အတိုင်းဒုစစ်စင်စစ်ကြောင်းထိုးဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကစတင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထိုစစ်ကြောင်းသည်တောင်ငင်တောင်မျိုးပြပြောက်ကြားတပ်ဖွဲ့နှင့်မင်းဘူးခရိုင်အမှန်ကားတရင်ကထောင်ထားသော မိုင်းငါလုံးကိုနင်းမိပြီးတစ်ချက်တူအပါဝဲစစ်ကောင်စီတပ်သား၃ဦးနေရာတွင်ပွဲချင်းပြီးတေဆုံးက၈ဦးတရန်ရရှိခဲ့ကြောင်းသိရပါသည် ရင်းစစ်ကြောင်းကိုတော်လရေးတပ်ဖွဲ့များကဇွန်လ14ရက်နေ့15ရက်တို့တွင်နှစ်ရက်ဆက်တော်လရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာတင်ကားများရှေ့ဆက်မတိုးနိုင်တော့ဘဲခံပြရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီးချင်းလင်းစစ်ကြောင်းမှလည်းပတိမုံရွာလမ်းပိုင်းတွင်မိုင်းအကြိမ်ကြိမ်တိုးပြီးအထင်အားကဲကြောင်းသိရပါတယ်။ဇွန်လ14ရက်နေ့တွင်လည်းတော်လအတိုင်းထက်မှန်စစ်ကြောင်းတို့ကခင်ဘလူရွာကို ဝင်ရောက်လာစဉ်တော်လန်ရေးဖွဲ့များကခုခံပိတ်ဆို့တိုက်ခိုက်ခဲ့၍ပြန်လည်ဆုတ်ခွာပါကြောင်းဇွန်လ18ရက်နေ့တွင်ပိတ်ဆဲကြေးရွာသို့ထပ်မံဝင်ရောက်လာစဉ်တော်လန်ရေးတပ်ဖွဲ့များနှင့်မိနစ်30ခန့်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်သားများကပိတ်ဆဲကြေးရွာမှနေအိမ်များကိုမိရှို့ပြီးစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါသည်ထုံ9ရက်တာတိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများကြားပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား2ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ် လက်နက်ခဲယမ်းတွေတိမ့်စီရမိတာမျိုးမရှိပါဘူးစစ်ခွေးတည်တာတော့၃ဦးပါခြေပြက်တာတွေလည်းရှိတယ်လို့သိရတဲ့ဟူ Pico Brother Ruben ဂါရီလာအဖွဲ့မှတာဝန်ရှိသူတဦးပါပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတောင်းငီနောင်မျိုးပြပြောက်ကြားတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့များဖြစ်သောမင်းဘူးခရိုင်အမှတ်ငါတက်ရင်အမတ်ငါတက်ရင်ဂျုံတက်ဖွဲဆလင်းမြို့နယ်ပါကာဖာမင်းဘူးခရိုင်အမတ်တတက်ရင်မင်းဘူးခရိုင်ပါကာဖာတောင်းစစ်အောင် LBDF SLN LPDF ဗမာတက်တော့ ောက်တောင်ပိုင်းစစ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးငင်းချံမြို့နယ်စုံရွာပြူစောတိရွာကိုရုံးဖြစ်ပုံကျဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်မှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မန္တလေးတိုင်းငင်းချံမြို့နယ်စုံရပြူစောတိရွာကိုစရုံးဖြစ်ပုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်း TGYR ပြောကြားတပ်ဖွဲ့ကပြောဆိုပါရယ် ဇွန်လ10ရက်နေ့မိုးလယ်12:32မိနစ်ကမှစတင်ပြီးစုံရပြူစောတီရွာကို TGYR တပ်ဖွဲ့မှထုံးဖြင့် 1kg ဘုံဒီ၄လုံးအပါဝင်ဘုံဒီ၈လုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော်လရေးပူပေါင်းတပ်ဖွဲ့များကလည်း60မမဘုံဒီ၄လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်တိုက်ခိုက်မှုအတွေ့အကြမ်းဖက်စစ်တပ်မှတိုက်ခိုက်မှုရှိ၍ ဖြူစောတိကျေးရွာအော်ဟစ်တန်ညာနှင့်လက်နေကြီးလက်နေငယ်များရန်တန်ပစ်ခတ်တန်ညာချရကြောင်းသိရပါတယ်တော်လရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်မှုကြောင့်လက်နက်ကိုင်ပြူစောတိလေးဦးကင်းထန်တရားရရှိခဲ့ပြီးစစ်မီးကုံမျိုးရှိအကြံပတ်စစ်တပ်တို့ပြောင်းလဲ၍စေကူတနေကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကို TGYR ရုဂါရီလာကောင်တာ Revolution MZ တယောက်ကြားတပ်ဖွဲ့မှ TGYR drone တင်နဲ့နေစည်းမချလက်ငယ်ကြီးတပ်ဖွဲ့နဲ့မြောက်ပိုင်းသားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ် ဆက်လက်ပြီးမြောင်လေးပင်မြို့နယ်ထောင်လောင်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှတအူးသေးဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းမြောင်လေးပင်မြို့နယ်ထောင်လောင်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာသောအချမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှတအူးသေးဆုံးခဲ့ကြောင်း Fire Truck ကိုစစ်ကြောင်းမှတာဝန်ရှိသူတအူးကတရင်ဌာနသို့ပြောဆိုပါရယ် ဇွန်လ၁၈ရက်နေ့ညနေ၆နာရီ၁၀မိနစ်ကန်တွင်မြောင်လေးပင်မြို့တွင်မြောင်ပင်ပေါက်ရွာရှိအကြံဘက်စစ်ကောင်စီတပ်သားများသည်ထောင်လောင်ကျွာဘက်ကိုစစ်ကြောထိုးဝေရောက်လာစဉ်အမှတ်3903တက်ရင်မိနကတပ်ဖွဲ့မှထော်လန်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်ရင်တိုက်ခိုင်းမှုအတွင်အချမ်းဘတ်စစ်ကောင်စီတပ်သားတအုပ်တည်ဆုံးခဲ့ပြီးထော်လန်ရေးတပ်ခွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ညောင်ပေပောက်ရွာမှာတော့အင်အား80လောက်ထိုင်ထားတယ်။သူတို့ထွက်လာတာအင်အား80လုံးမဟုတ်ဘူး။သူတို့ကအင်းနေလေးနဲ့ တိုးလာတာဆိုတော့အင်အားဘလောက်လဲဆိုတာအတိအကျမသိဘူးတေတာကတော့တကောင်းပဲတေသွားတဲ့ကောင်ကိုလည်းအလောင်းလှပြန်ဆွဲသွားလို့အလောင်းမရလိုက်ဘူးဟု Fire Dragon စစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်အကြံဖက်စစ်ကောင်စီတပ်သားများကရေတီချောင်းဂိတ်စခန်းနှင့်ညောင်ပေပေါက်စခန်းတို့မှာလက်နက်ကြီးများဖြင့်ပြည်သူများကိုရန်တမ်းပစ်ခတ်တိုက်ခိုက်ခဲ့တော့လေပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါတယ် ဆက်လက်ပြီးစင်ကူးမြို့နယ်ကတစ်တော်ဝင်းကိုစစ်တပ်ဘုံကျင်းဤသူတို့ဒဏ်ရာရအိမ်နှလုံးပြက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကြီးရွာတစ်တော်ယုံဝင်းကိုစစ်ကောင်စီကစုံ20ရက်မှလေးချောင်းကနေဘုံကျဲတာကြောင့်ဤသူတို့ဒဏ်ရာရရှိခဲ့ပြီးအဆအုပ်နှလုံးပြက်စီးခဲ့တယ်လို့ခင်ဦးလေခရိုင်ပါကဖသတင်းတာဝန်ခံကပြောပါတယ်။ ဇော်လာ20ရက်နေ့ညနေ9နာရီခွဲကမှစစ်ကောင်စီရဲ့တရားဥလီတက်ကချက်ဖိုက်တာတစီကလက်ပံလာရွာတစ်တော်ရုံအတွင်းကိုဒေချောင်းကနေပုံကျဲခဲ့တာလို့သိရပါဗျ။ဒေချောင်းတိုက်ခိုက်မှုမှာပြည်သူတအူ6ယောက်ထိမှန်တန်ရာရရှိခဲ့ပြီးအဆောက်အဦနှလုံးပြက်စီးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကအရက်သားပြည်သူကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေတာပါပဲ။ ီဝင်းထဲမှာလည်း BBF မှာတက်ဆွဲနေထိုင်တာမရှိပါဘူးလို့ဖြူဦးလေခရိုင်ပါကဖသတင်းတာဝန်ခံကပြောပါတယ်။ဒါပြင်တော်လန်ရဲတပ်တွေထိန်းချုပ်နေမိကပြည်သူတွေအနေနဲ့ဘုံကိုကျင်းတွေတူးကြဖို့နဲ့လေချောင်းရန်တတိချကြဖို့လည်းတိုက်တွန်းထားပါတယ်။စစ်ကောင်စီကမရရာစေကူးနဲ့တပိတ်ချင်းမျိုးနယ်တွေကိုဒေချောင်းကနေစက်တိုက်ပုံကျင်းနေတာဖြစ်ပါတယ်။ မရယာမြို့နယ်အရှိချမ်းကိုလည်းဇွန်လ18ရက်တရက်ထဲမှာဘုံအလုံးကြီး60ကျော်ကျဲချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။မရယာမြို့နယ်အရှိချမ်းမှာစစ်တပ်ကစစ်ကြောင်းထိုးဖို့ကြိုးစားနေတာကြောင့်မန္တလေး PDF အပါအဝင်တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။ ဆက်လက်ပြီးလေဗရန်မြို့နယ်စစ်တပ်အထိုင်ချနေရာကို PDF ပူပေါင်းအဖွဲ့ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းလေဗရန်မြို့နယ်တွင်စစ်ကောင်စီတပ်အထိုင်ချတပ်ဆွဲထားသောချင်းရွာတရွာကိုမဟာမိတ်ပူပေါင်းဖွဲ့နာနေအတူဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတာယာဝတီခရိုင်တပ်ရင်း3800နှင့်တပ်ခွဲနှင်းမှတာဝန်ရှိသူတအူးကပြောပါတယ်။ စွန်လ19ရက်နေ့နနက်3:50ခန်းကပဲခူးယူအဆက်ရွာငန်းကြီးရွာ၌အင်အား30ကျော်ဖြင့်တက်ဆွဲထားသောစစ်ကောင်စီတပ်သားများကိုတရင်3800နှင့်တက်ခွဲနှင့်တက်ခွဲတုံနှင့်ဖယောက်ရီခရိုင်ပကဖအမှတ်1တိုက်ခိုက်ရေးတပ်ဖွဲ့တို့ဖူပေါင်းပြီးဝန်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု၎င်းကပြောပါရယ်။မနေ့ကလေးကအဲ့ဒီမှာတက်ဆွဲထားတာကြီးရွာစာတင်ကြောင်းနဲ့ရွာတွေကအိမ်တွေမှာပါ။အင်အား30ကျော်နဲ့ဟုစစ်ကောင်စီတပ်အခြေအနေကိုတရင်3800နှစ်တက်ခွဲနှစ်မှာတာဝန်ရှိသူတအူကတရင်ဌာနသို့ပြောကြားပါရယ် အဆိုပါစစ်တပ်အထိုင်ချထားသောနေရာအားတိုက်ခိုက်ရာတွင်အပြည့်အလန်ပစ်ခတ်ခြင်းတနအီနဲ့မိနစ်40ကြာမြင့်ပြီးစစ်ကောင်စီတပ်ဖက်မှ၅ဦးသေဆုံးကဒဏ်ရာရရှိသူများလည်းရှိရာလက်နက်ကြီးဖြစ်ကူအပါအဝင်တပ်ကူများရောက်ရှိလာရေးပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၎င်းကဆိုသည်သို့သောစစ်တပ်သေဆုံးထိခိုက်မှုအခြေအနေကိုသတင်းဌာနကတိကျအတည်မပြုနိုင်ပါ ကစာတွေကအင်အားအလုံးရင်းနဲ့စက္ကန့်ပြောင်းဝင်ပြီးရှင်းလင်းရေးတွေတော့လုတ်ပါတယ်ခင်ဗျာသူတို့အထိုင်ချစက္ကန့်ကိုပဲရှင်းလင်းရေးလုတ်တာပါဗျာဟုလက်ရှိအခြေအနေကိုတက်ခွဲနှစ်မှာတာဝန်ရှိသူကရှင်းပြပါတယ် ်လက်တံလောတွေစစ်ကောင်စီဘက်မှအင်အားတိုးချဲ့ချထားပြီး၎င်းတို့အထိုင်ချနေရာကိုနေမြေရှင်းလင်းရေးလုပ်နေရာထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းဒေသအခြေစိုက်တွန်းလေးတပ်ဖွဲ့များကခန့်မှန်းပြောဆိုပါတယ်တိုက်ပွဲဖြစ်ပွားခဲ့ရာရွာငန်းကြီးရွာသည်ပဲခူးရိုးမှအဆက်တွင်တည်ရှိပြီးအင်ဂျီ300ကျော်ရှိကဒေသခံပြည်သူများမှစစ်ကောင်စီတပ်သားများကြီးရွာအတွင်လာရောက်တပ်ဆွဲထားခြင်းကြောင့်2024ခုနှစ်ကလေးကထွက်ပြေးတိမ်းရှောင်နေကြရပါတယ် ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။